စွန်စနီယက်ကအဲအိန္ဒိယလေကြောင်းလိုင်းရဲ့ခီးတဲ့တင်လေးရင်ပြတ်ကြမှုမှာတော်ရီသောအသက်ရှင်လွတ်မြောက်ခဲ့တဲ့ Ramesh Bewash ကိုမှအမည်ရှိတဲ့အမျိုးသားဟာခုံအမတ် 11A မှာထိုင်ခဲ့တာဖြစ်ပြီးလေရင်ရဲ့အရေးပေါ်ထွက်ပေါက်ကနေခုန်ထွက်ခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။စွန်စနီယက်ကအိန္ဒိယရဲ့အာမတ်ဒါဘတ်မြို့ကနေဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုဦးတည်ပြန်တမ်းမဲ့လေရင်ဟာလေဆိပ်ကနေထွက်ခွာပြီးတဲ့နောက်မကြာမီအချိန်အတွင်းပြတ်ကျခဲ့တာဖြစ်ပါရယ်။ ဒီလင်းရင်ပေါ်မှာလူပေါင်း242ဦးလိုက်ပါသွားတာဖြစ်ပြီးဘေဝက်ကိုမှအမည်ရှိတဲ့အမျိုးသားတအူးနဲ့တောင်အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။အိန္ဒိယပြည်ထောင်ဝင်ကြီးအမစ်ရှာကသူဟာအသက်ရှင်လွတ်မြောက်သူနဲ့တွေ့ဆုံခဲ့ကြောင်းပြောကြားခဲ့ပြီးအိန္ဒိယလေကြောင်းလိုင်းကလည်းဘေဝက်ကိုမှဟာအိန္ဒိယနိုင်ငံပေါ်ဗြိတိန်နိုင်ငံသားဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာထိုင်ရရရပြီးစိတ်တွေလည်းရှုပ်ထွေးခဲ့ပါတယ်။ဒါပေမဲ့သူဟာအန်ဒီရဲ့ကြားကလွမြောက်သွားပြီလို့ယူဆနိုင်ပါတယ်လို့ဘေဝက်ကူမာကိုကုသပေးခဲ့တဲ့ဆရာဝန်ဒါဘယ်ကော်မတီကပြောပါတယ်။အသက်40အရွယ်ဘေဝက်ကူမာဟာစင်းရုံကရင်ပေါ်မှာမီဒီယာတွေကိုစကားပြောရမှာသူဟာဗြိတိန်နိုင်ငံသားတဦးဖြစ်ကြောင်းသူနဲ့သူ့အကိုဟာအိန္ဒိယမှာရှိတဲ့မိသားစုထံလာရောက်လက်ပတ်ပြီးတဲ့နောက်ဗြိတိန်ကိုပြန်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။ကျွန်တော်တတိယလာတော့ကျွန်တော်အနာမှာအလောင်းတွေအများကြီးပဲကျွန်တော်အရင်ကြောင်းလန့်သွားတယ် ျွန်တော်မတက်ထရက်ပြီးပြေးခဲ့တယ်ကျွန်တော်နာမလဲလင်းရင်အပိုင်းစာတွေအများကြီးပဲအဲ့ဒီအချိန်တရရော့ကကျွန်တော်ကိုလှမ်းဆွဲပြီးလူနာတင်ကားရဲကိုထည့်ခဲ့တယ်ပြီးတော့ဇင်းယုံကိုခေါ်လာခဲ့တယ်လို့ Bewash ကိုမာက Hindustan Times သတင်းစာကိုပြောပါရယ် Bewash ကိုမာရဲ့လင်းရင်လက်မှတ်ဟာခုံအမတ် 11A မှာထိုင်ခဲ့တာဖြစ်ကြောင်း Hindustan Times ကဖော်ပြခဲ့ပါရယ် Bewash Kumar ဟာလင်းရင်ပေါက်ကွဲမှုမဖြစ်မီအရေးပေါ်ထွက်ပေါက်ကနေဘလို့ခုံထွက်ခဲ့တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးတာဖြစ်ပါတယ် လင်းရင်ပြတ်ကျပြီးတဲ့နောက်ပေါက်ကွဲမှုမဖြစ်ပွားမီလင်းရင်ကိုယ်ထဲနှစ်ပိုင်းကွဲသွားချိန်မှာသူဟာလင်းရင်အပြင်ဘက်ကိုလွင့်စင်သွားခဲ့တယ်လို့ Bewesh Kumar ကပြောကြားခဲ့ကြောင်းတခြားကျန်းမာရေးဝန်ထမ်းတဦးကပြန်လည်ပြောပြခဲ့ပါတယ်။အိန္ဒိယရုပ်သံသတင်းလိုင်းတွေမှာဖော်ပြနေတဲ့အမှတ်တမ်းတွေမှာသွေးရည်စိုးနေတဲ့အဖြစ်အောင်တီရှပ်နဲ့အညိုရောင်ပေါင်းမြစ်ကိုဝတ်ဆင်ထားတဲ့အမျိုးသားတဦးဟာကျန်းမာရေးဝန်ထမ်းတွေကိုတွေ့ပြီးလမ်းပေါ်မှာထုံနဲ့ထုံနဲ့လမ်းလျှောက်နေတဲ့ဗီဒီယိုမှတ်တမ်းတွေကိုဖော်ပြထားပါတယ်။ ဘေဝက်ကူမာနဲ့သူ့အကိုအာဂျီတို့ဟာလေရင်ပေါ်မှာထိုင်ကုန်နေရအတန်းချင်းမတူကြောင်းပြောကြခဲ့ပါတယ်ဘေဝက်ကူမာကရေးပေါ်ထွက်ပေါက်နာကခုံမာထိုင်ခဲ့တာပါအဲဒါကြောင့်ရေးပေါ်ထွက်ပေါက်ကနေအပြင်ကိုခုံထွက်နိုင်ခဲ့ပါတယ်လို့အာမန်တာဘဲမျိုးရဲ့ရဲတပ်ဖွဲ့ထိပ်သီးအရာရှိဘီတီချောင်ဒရီကပြောပါတယ်ဗြိတိန်မှာနေထိုင်တဲ့ဘေဝက်ကူမာရဲ့မိသားစုဝင်တဦးကလည်းသူတို့မိသားစုဟာဘေဝက်ကူမာနဲ့အဆက်အသွယ်ရပြီဖြစ်ကြောင်းရိုက်တာတင်းဌာနကိုပြောကြားခဲ့ပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်